business owner တွေ video editing ကိုကိုယ်တိုင်လုပ်လို့ရှိရင်ကြုံတွေ့ရမယ့်သက်တနာ၃ချက်မင်္ဂလာပါ digital founder ကိုစရာဖြိုးပါအဲ့တော့ဒီနေ့ business owner တွေ video edit ကိုအချိန်ကန်ပြီးလုပ်နေတယ်ဆိုလို့ရှိရင်ကြုံတွေ့ရမယ့်သက်တနာ၃ချက်ကိုပြပြမှာဖြစ်ပါတယ်နံပါတ်၁အချက်ကတော့ video quality မညီတာဖြစ်ပါတယ်အလင်းမောင်မညီတာမျိုးတွေဖြစ်တတ်ပါတယ်ကာလာတုံးမညီတာမျိုးတွေဖြစ်တတ်ပါတယ် နောက်ပြီးအတန် quality မညီတာမျိုးတွေဖြစ်တတ်ပါတယ်ကိုရိုက်ထားတဲ့ဗီဒီယိုပေါ်မှာမူတည်ပြီးတော့လင်းရာနေပြီးတော့မှောင်သွားတာမျိုးတွေမှောင်ရာနေပြီးတော့ဒါလင်းသွားတာမျိုးတွေအတန်တိုးလာနေခြေဝါတာမျိုးတွေခြေလာနေတိုးလာတာမျိုးတွေပထမစင်းမှာမျက်နှာကြီးကဖြူပြီးတော့နောက်စင်းကျလို့ရှိရင်မျက်နှာကြီးကမဲသွားတာမျိုးတွေစသဖြင့်အဲ့လို quality မညီတဲ့ပြဿနာကြုံရတတ်ပါတယ်နံပါတ်2ပြဿနာကတော့ edit လုပ်ရမှာအချိန်အရန်ကုန်တာဖြစ်ပါတယ် ဗီဒီယိုတပုတ် edit လုပ်ဖို့အတွက်ဆိုလို့ရှိရင် script တွေပြန်ဖတ်ရတာမျိုးတွေညိုက်ထားတဲ့စိတ်စီပြန်စီရတာမျိုးတွေ effect တွေရွေးရ color တွေချိန်ရအလင်းမောင်းလေးချိန်ရအတန်လေးရှာသချင်းလေးရှာနဲ့10မိနစ်စာဗီဒီယိုလေးတပုတ်ကို edit လုပ်လို့ရှိရင်အနည်းဆုံး3-4နာရီလောက်တော့ကြာရပါတယ်ဒါကဒုတိယကြုံရမယ့်ပြဿနာဖြစ်ပါတယ် တတိယကြုံရမယ့်ပြဿနာကကိုယ့်ကို edit လုပ်လို့ရှိရင်အချိန်တွေကုန်လာတာနဲ့အညာ consistency ရှိရှိအချိန်မှန်ဗီဒီယိုတွေမတင်နိုင်တော့တာဖြစ်ပါတယ်။ဒီတိုင်း edit လုပ်ဖို့အတွက်ကိုအချိန်အများကြီးပေးရပြီးတော့တပတ်မှဗီဒီယို3-4ဘုလောက်တင်ဖို့အတွက်ကိုတပတ်လုံး edit ထိုင်လုပ်နေရင်တော့ business owner တယောက်အနေနဲ့ဆိုရင်အဆင်မပြေဘူးလေကိုယ့်လုပ်တွေလည်းမလုပ်ဖြစ်တော့ဘဲနဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုယ့်ရဲ့အမြတ် money 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 ရှာဖို့အချိန်တွေညှိနှဲသွားတတ်ပါတယ် အဲ့တော့ business owner တွေအနေနဲ့ကိုယ်တိုင်ဗီဒီယိုတွေထိုင်လုပ်ပြီးတော့အချိန်ကုန်မခံပါနဲ့ TikTok ဗီဒီယိုတွေ edit လုပ်ဖို့အတွက်ဆိုရှင်ကျွန်တော် Digicon ကနေပြီးတော့တာဝန်ယူပြီးလုပ်ပေးပါရစေကျွန်တော် Digicon ရဲ့ TikTok ဗီဒီယို edit service လေးမှာဆိုလို့ရှင်ဘာတွေပါမလဲဆိုရှင် bold opening တွေပါမယ် title လှလှလေးတွေထိုးတာလေးတွေပါမယ် color grading ချိန်တာတွေ color correction လုပ်ပေးတာတွေပါမယ် နောက်ပြီးတခန်းနဲ့တခန်းအခုအပြောင်းမှာ live ဖြစ်တဲ့ transition လေးတွေ effect လေးတွေပါမယ်ပြီးတော့ကိုပြောနေတဲ့အကြောင်းအရာကိုပြောနေတဲ့ content နဲ့ live ဖြစ်တဲ့ bureau တွေပါမယ်ကိုပြောနေတဲ့ content အတွက်စာတန်းထိုးပေးဖို့လိုရင်စာတန်းထိုးပေးမယ်ကောတူအရှင်ကောင်းကောင်းထည့်ပေးမယ်အဲ့ဒါလေးပါပါမယ် အဲ့တော့ TikTok ပေါ်မှာဗီဒီယိုတွေတင်ဖို့အတွက်ကိုယ်တိုင် edit လုပ်နေရတဲ့ business owner တွေ edit လုပ်ကြတာကိုစိတ်ညစ်နေပြီဆိုလို့ရှိရင်တော့ကျွန်တော် digital logo ဘေးကခဏလေးတွေကို hello ရင်မဲ့ဖြစ်ဖြစ် Viber ကနေ highlight ရင်မဲ့ဖြစ်ဖြစ်ဆက်သွင်းထိုင်ပါရခင်ဗျကျွန်တော် digital ထိကနေပြန်လည်ဆက်သွက်ပေးပါမယ်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါရခင်ဗျ